အားလုံးပဲမင်္ဂလာပါရှင်ရန်နာမိုးထားတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြုလုပ်ပေးမယ့် reading လေးကတော့တင်းတို့လေးတွေရဲ့အဆောက်ရှောက်ဘိုးဝေးတွေပါနော်တင်းတို့လေးတွေအတွက်တည်တင်းတည်ထိုက်တဲ့ကြားထိုက်တဲ့အရာလေးနဲ့ပတ်သက်ပြီးတော့အမှားစကားလေးတွေပါလာတယ်ပေါ့နော်အဲ့ဒီအမှားစကားလေးတွေမှာတင်းတို့လေးတွေတည်တင်းတဲ့အရာအရာလေးတွေပါတာဖြစ်တဲ့အတွက်အဲ့ဒါကဘာလေးတွေဖြစ်မလဲဆိုတာကိုဒီနေ့မှကျွန်မက collective reading လေးတစ်ခုအနေနဲ့ဖတ်သွားပေးမှာဖြစ်ပါတယ်အဲ့တော့တင်းတို့ကတင်းတို့မှာအဆောက်ရှောက်လေးတွေရှိတယ်လို့ယုံကြည်တဲ့သူလေးတွေဆိုလို့ရှင်ဒီ collective reading လေးကိုလာပြီးတော့ ထောင်လို့ရပါတယ်။ collective reading လည်းဖြစ်တယ် general reading လည်းဖြစ်တဲ့အတွက်လူအားလုံးနဲ့တော့ energy ကထပ်တူကြကြမှာကြမယ်ပေါ့နော်။ဒါပေမဲ့နားထောင်ကြည့်လိုက်ပြီးတော့မှဒီ energy ကသင်တို့အတွက်ပေးလာတဲ့ energy လို့လက်ခံလို့ရှိရင်ဒီ collective reading လေးကသင်အတွက်ပါပဲပေါ့နော်။အဲ့တော့ပထမဆုံးအချက်အနေနဲ့ဒီနေ့ collective reading ကိုလာကြည့်တဲ့သူလေးတွေမှာရှိတဲ့အဆောက်အအုံနဲ့ပတ်သက်ပြီးတော့အရင်ဆုံးပြောမှာဖြစ်တဲ့အတွက်အဆောက်အအုံတွေကိုယုံကြည်တဲ့သူလေးတွေကတော့ဒီ reading ကိုကျွန်မကပြောသလိုပဲယူလို့ရတယ်เนาะအဲ့တော့ပထမဆုံးအချက်အနေနဲ့ကဒီမှာ the hybrid set ပေါ့နော်အဲ့ဒါကိုတွေ့တယ်အဲ့ဒီတော့ဒီနေ့ collective reading ကိုလာကြည့်တဲ့သူလေးတွေမှာရှိတဲ့အဆောက်အအုံကအမျိုးသမီးအဆောက်အအုံပေါ့နော်မေရော်ကြီးမေရော်တပါတပါသင်တို့လေးတွေအဆောက်အအုံပါတယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်သစ္စာရှိတာကိုပို့ပြီးသဘောကျတယ်တမတမတ်ကြတာကိုပို့ပြီးသဘောကျတယ်အဲ့တော့ဒီမေရော်ကြီးဆောက်ရှောက်ခြင်းကိုခံရတဲ့တင်တို့လေးတွေက အလုပ်တွေကိုမမှန်ကန်ကန်လုပ်တာအလုပ်တွေပေါ်မှာတစ္ဆာရှိတာလူတွေပေါ်မှာပေါ့နော်အာပေါင်းသစ်ဆက်ဆက်တဲ့နေရာမှာတစ္ဆာရှိရှိနဲ့ပြောတတ်ဆိုတတ်လုပ်တတ်ကန်တတ်တဲ့သူလေးတွေဆိုလို့ရှိရင်တင်တို့ရဲ့အဆောင်ရှောက်ပေးလာတဲ့အာဒီ energy တွေကတင်အတွက်ပို့ပြီးတော့ပြည့်သွားမယ်မှန်ကန်မယ်နော်ညီမလိုပြောရမယ်ဆိုတော့ဒါဆုတောင်းပေါ့နော်ဒီတင်တို့လေးတွေအတွက်ပေးလာတဲ့ဒီ message ပဲဖြစ်ဖြစ်နော်ဒီလိုဆုတောင်းတွေအတွက်ပြည့်ပြည့်စုံဖို့အတွက်ပဲဖြစ်ဖြစ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ရွေးချယ်တော့တူတူပဲနော်အဲ့တော့ တင်တို့လေးဒီအတွက်ဆောက်ရှောက်တဲ့ဒီဆောက်ရှောက်ကပေးစင်တဲ့မက်ဆေ့ကဘာလဲဆိုတော့လေတင်အခုလက်ရှိမှာတဲ့တင်အတွက်ပေါ့နော်အကန်ကောင်းခြင်းနေရှိရယ်အာပြီးတော့တင်ကဒီဘယ်လိုပြောမလဲနော်တင်မှာမိခင်ပေါ့နော်အဲ့လိုမျိုးအမေပေါ့နော်အဲ့လိုမျိုးနဲ့ပတ်သက်ပြီးတော့တင်တဲ့င်းကောင်းလေးတွေကြားဖို့ရှိတယ်။ဥမာကိုအမေကအင်းကိုနဲ့အဝေးမှာပေါ့နော်အဲ့လိုမျိုးပုံစံလေးတွေဆိုလို့ရှိရင်တင်ကစိတ်ပူနေတယ်ဆိုလို့ရှိရင်အတင်းမီးပြားစီကနေပျော်ရွှင်စရာတင်စကားတစ်ခုကိုကြားရတာအဲ့လိုမျိုးပုံစံလေးပေါ့နော်။ အာမိဘရဲ့ကျမရဲ့အတွက်ဘာညာတင်လို့စိတ်ပူတာလေးတွေရှိတယ်ဆိုလို့ရှင်လည်းစိတ်မပူပါနဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့စိုးရင်ရှားမရှိပါဘူးကောင်းတယ်ပေါ့နော်အာပြီးတော့မိဘကလည်းတင့်ကိုဒီမိခင်ကလည်းအဝေးကနေတင့်ကိုဆူတောင်းမှုတွေပြုလုပ်ပေးနေတယ်ပေါ့နော်အဲ့လိုမျိုးပုံစံလေးနောက်ပြီးတော့ဒီမေရိုကြီးကိုဆောက်ဒီမေရိုကြီးဆောင်ရှောက်တာကိုခံနာရတာဖြစ်တဲ့အတွက်ဒီ collective reading ကိုလာကြည့်တဲ့သူတွေတော်တော်များများမှာအာဉာဏ်ပညာ ပိုင်းပေါ့နော်ဉာဏ်ပညာပိုင်းမှာမြင့်မာတယ်ဉာဏ်အားကောင်းတယ်ပေါ့နော်အဲ့ဒါမျိုးပုံစံလေးတွေစိတ်ကူးစိတ်တန်လေးတွေလည်းကောင်းတယ်နော်ကျွန်မအဲ့ဒါမျိုးအရင်ဆုံးတွေ့တယ်အဲ့တော့ဒီနေ့ဒီ collective reading ကိုလာကြည့်တဲ့သူလေးတွေမှာအဓိကအားဖြင့်အဆောက်ရှောက်ကအမျိုးသမီးအဆောက်ရှောက်မေရိုဂျီတစ်ပါးတစ်ပါးဆောက်ရှောက်တယ်ပေါ့နော်ဒီခရစ်ယာန်မှာဆိုလို့ရှိရင်မေရော်မာကြီးပေါ့နော်အဲ့လိုမျိုးပုံစံเนาะမြန်မာမှာဆိုလို့ရှိရင်တော့သူရတ္တိမေရော်ပေါ့နော်အဲ့လိုမျိုးပုံစံလေးတွေเนาะဆောက်ရှောက်တယ်အဲ့တော့ င်းရဲ့အဆောက်ရှောက်နဲ့ပတ်သက်ပြီးတော့လည်းတင်ကတခါတည်းရကြလို့ရှိရင်အိမ်မက်တွေမြင်မှတ်တာမျိုးနမိတ်တွေပေါ့နော်အဲ့လိုမျိုးရတာမျိုးလည်းတင်တို့လေးတွေဟိုတိုက်ဆိုင်မှုလေးတွေရှိတတ်တယ်ပေါ့နော်အဲ့လိုမျိုးလေးတွေကြုံလာမှုလည်းဆိုလို့ရှိရင်တော့ဒီ reading ကလုံးဝအသင့်အတွက်ပါပေါ့နော်အဲအဲ့ဒီမှာမှနောက်ထပ်ပေါ့နော်ပေးထားတဲ့ message တွေဘာလေးတွေရှိမလဲ မက်ဆေ့အနေနဲ့ပေါ့နော်ဘာလေးတွေပေးထားလဲဆိုတော့ဒါက universe ရဲ့အာ guidance တွေနဲ့ပါရပေါ့နော်အဲ့ဒီမှာမှဘာကိုတွေ့ရလဲဆိုတော့သင်တို့နေတဲ့ဘဝကတဲ့အခုချိန်ကနေစပြီပေါ့နော်အပြောင်းလေးလေးတွေရှိရယ်အာပြီးလို့ရှိရင်ပုံမှန်လုံးနေကြထပ်ပေါ့နော် လုံးနေကြအရာတွေလုံးနေတာထပ်စားလို့ရှိရင် အတိတ်တော်ရာတွေကိုတင်တို့လေးတွေစတင်လောက်ကိုင်းဖို့ရည်ရထားတဲ့ဆိုရင်ကြံစီထားတဲ့ဆိုလို့ရှင်အဲ့ဒါကိုစတင်လောက်ဆောင်လို့ရပါတယ်တဲ့နော်အဲ့ဒါမျိုးပထမဆုံးအချက်အနေနဲ့မေတော်ကြီးကပြောပြထားတယ်ပေါ့နော်အကြံဉာဏ်ပေးထားတယ်တင်အတွက်အဲ့တရင်စကားပလိုက်တယ်ပေါ့နော်နောက်တစ်ခုကျတော့တင့်မှာအခုလက်ရှိမှာပေါ့နော်မမျှော်လင့်ထားတဲ့တချို့အရာလေးတွေများဖြစ်ပျက်သွားတာရှိတယ်ဆိုလို့ရှိရင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တင်အထူးပေါ့နော်အဲစိတ်ပူစရာတော့မလိုဘူးပြောချင်တဲ့အရာက ကိုကဒီလက်ရှိခုအိမ်မှာနေနေနေမှာပေါ့နော်နောက်ထပ်အိမ်တစ်ခုကိုပြောင်းရတယ်ပေါ့အဲ့လိုမျိုးပုံစံအဲ့လိုမျိုးဆိုလို့ရှင်တင့်အနေနဲ့အာမပြောင်းခြင်းဘူးအာစိတ်ညစ်တယ်ပေါ့နော်အဲ့လိုမျိုးပုံစံရှိပေမဲ့ဒီတင်ပြောင်းရွှေ့လိုက်ပြီးတော့မှအတိရောက်သွားတဲ့အိမ်ကတင့်အတွက်ပို့ပြီးစီးပွားတက်စေတာတို့တင့်အတွက်ပို့ပြီးတော့အဆင်ပြေစေတာတို့နော်အစီးပွားရေးတွေတိုးတက်တာတို့အဲ့လိုမျိုးတွေရရှိဖို့ကန့်အခွင့်အလမ်းတွေရှိတာဖြစ်တဲ့အတွက်အခုလက်ရှိမှာရုတ်တရက်ဖြစ်ပျက်သွားတဲ့အရာတွေပေါ်မှာတင်အာအများကြီးစိုးရိမ်ပူပန်မှုမရှိပါနဲ့တဲ့နော်အဲ့လိုမျိုးတွေလည်းမှားထားတယ် နောက်တစ်ခုကတော့ဒီ group ကို sorry ဒီ collective reading ကိုလာကြည့်တဲ့သူလေးတွေကညံအားကောင်းတယ်စင်ကြုံတရားလည်းကောင်းတယ်เนาะအဲလောအမဲအရာတွေနဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့လေဟိုဘယ်လိုပြောမလဲเนาะဆုံးဖြတ်ချက်ချတဲ့နေရာမှာမလောဘဲနဲ့အေးအေးဆေးဆေးချတတ်တဲ့သူလေးတွေပါတာဖြစ်တဲ့အတွက်သင်တို့ကညံလဲကောင်းတယ်စင်ကြုံတရားလည်းရှိတာဖြစ်တဲ့အတွက်ဒီညံကိုအကောင်းဆုံးအသုံးပြုပြီးတော့ဆုံးဖြတ်ချက်တွေကို အဆင်ပြေပြေနဲ့ခြတာပေါ့နော်အဲ့ဒါမျိုးလေးပြောချင်တယ်နော်အဲ့ဒါမျိုးလေးကိုအမှားစကားပါထားပါတယ်အာပြောရမယ်ဆိုလို့ရှိရင်တော့အခုလက်ရှိမှာတင်းရဲ့ဒီလုံနေကြအလုပ်တွေမှာဖြစ်စေဒီဘလူသောဆက်ဆက်ရေးတွေမှာပဲဖြစ်စေပေါ့နော်အဖြစ်ပြက်တခုကမမျှော်လင့်မှဖြစ်ခဲ့ရဆိုလို့ရှိရင်နော်ဟိုနိုင်ကြရတာပဲဖြစ်စေပျော်ရွှင်ရတာဖြစ်စေဘလူမျိုးအရာမျိုးပဲကြုံလာတာဖြစ်စေတင်းတို့ရဲ့စင်ကြင်ညာလေးနဲ့အာစဉ်းစားစဉ်း ချင့်ချိန်ပြီးတော့ပေါ့နော်စဉ်းစားချင့်ချိန်ပြီးတော့အာလှုပ်ဆောင်သွားပါပြီးတော့ဒီလိုဖြစ်ပြသွားတဲ့အရာတွေပေါ်မှာအရင်ကြီးအာစိတ်ပင်ပန်းစရာမလိုဘူးဒါကတင့်အတွက်ကောင်းမွန်တဲ့အနာဂတ်တွေကောင်းမွန်တဲ့အရာတွေအတွက်ကိုကူပြောင်းသွားဖို့ဖြစ်လာတဲ့အရာတွေလည်းဖြစ်ပါတယ်ပေါ့နော်ဥမာအကိုက toxic relationship မှာရှိနေတာမျိုးဆိုလို့ရှိရင်ဒီ toxic relationship တဲမှာတင်းတို့လေးတွေကအချိန်ကာလတစ်ခုထိရှိနေတယ်ပေါ့နော်အဲ့လိုမျိုးရှိနေတယ်ဆိုလို့ရှိရင် ဒါနဲ့ပတ်သက်ပြီးတော့အသင်းတို့လေးတွေအချိန်ကာလတစ်ခုထိကြာပြီပေါ့နော်ကြာပြီဒါပေမဲ့လည်းဒီတည်းကနေမယုံထွက်နိုင်အောင် အခုလက်ရှိမှာမှเนาะအဖြစ်ပြက်တစ်ခုကြောင့်เนาะဒီလူဟာကိုယ်ကိုထားခဲ့ပြီးတော့ထွက်သွားတာပဲဖြစ်ဖြစ်เนาะကိုကိုအာတစ္ဆာဖောက်ပြီးတော့တခြားလူတရားစီသွားခဲ့တယ်ဆိုလို့ရှင်တင်းတို့လေးကတော့နှစ်ရှိလာများချစ်ခဲ့ရတာဖြစ်တဲ့အတွက်နာကျင်ကြရတော့ရှိမှာပဲဒါပေမဲ့ဒါကတင်းအတွက်ပုံမကောင်းမွန်နဲ့အမှန်ကန်တဲ့လူနဲ့တွေ့ရဖို့အတွက်ဖြစ်လာတဲ့အဖြစ်ပြက်ဆိုပြီးတော့လက်ခံစီရှင်တယ်ပေါ့เนาะအဲ့လိုမျိုးပုံစံလေးเนาะအလုပ်ကိနေတဲ့မှာဆိုလည်းဒီလိုပဲကိုကလုံနေကြအလုံးမှာအလုပ်တစ်ခုကကြာရှည်စွာလုပ်ထားတာဖြစ်တဲ့အတွက်အာတန်ရုံးစီရှိတဲ့အလုပ်ခွင့်ရသူတွေနဲ့ဒီအလုပ်ပတ်ဝန်းကျင်မှာပဲနေမြဲတာနေသွား ချင်တာဖြစ်ပေမဲ့ယူတရကြီးမှာတင်တော့အရွှေ့အပြောင်းနော်အပြောင်းလဲလေးတွေများဖြစ်သွားတယ်ဆိုလို့ရှင်အဲ့ဒီပုံမှာတင်ကအရန်ကြီးစိတ်ပင်ပန်းမှုဖြစ်စရာမလိုပါဘူးတင်အတွက်ပို့ပြီးကောင်းမွန်တဲ့အနာဂတ်အလုပ်ခွင်အားမျိုးလေးတွေရှိနေတာဖြစ်တဲ့အတွက်နော်အာတင်ဒီအဖြစ်ပြက်ကိုလက်ခံပြီးတော့ပုံမှုကောင်းမွန်တဲ့အရာတွေကိုရရှိဖို့တင်ညံလေးနဲ့စဉ်းစားဆုံးဖြတ်ပြီးလှုပ်ဆောင်သွားပါတော့အားမျိုးလေးကိုအမစကားပါထားပါတယ်နောက်တစ်ခုကတော့ဒီမှာပြောချင်တာကပါလဲဆိုတော့အမ် the high rope ပါเนาะ the high rope ဆိုတော့တင့်ကိုလေတင့်ရဲ့ဒီဘိုးဘေးတွေကလမ်းညွန်ချက်ပေးဖို့ပေးနေတယ်เนาะပေးနေတယ်အဲ့ဒီပေးနေတာကလည်းအာတင့်ရဲ့ဒီလောရမယ့်အလုပ်တွေသွားမယ့်လမ်းကြောင်းတွေเนาะမိသားစုအခြေအရေအဲ့ဒါတွေအားလုံးနဲ့ပတ်သက်ပြီးတော့တင့်ကိုအကြံဉာဏ်နေပေးတယ်ပေါ့เนาะ ာပြီးတော့ဒီမှာတခုတော့တင်လောက်ရမှာပါလဲဆိုတော့ဘာသာရေးလေးကိုနည်းနည်းလေးပို့ပြီးတော့လုပ်ပေးဖို့လိုတယ်เนาะဘာသာအလိုက်ရိုးရအလိုက်ပေါ့เนาะအဲ့ဒါမျိုးလေးနဲ့ပတ်သက်ပြီးတော့လုပ်သွားရမယ့်ကိစ္စလေးတွေရှိတယ်เนาะဥပမာမြန်မာဆိုလည်းမြန်မာရိုးရเนาะခရစ်ယာန်ဆိုလည်းခရစ်ယာန်ပေါ့เนาะဘာသာခြားတွေအတွက်ဆိုလို့ရှင်ねလုံတင်လုံလိုက်လုံထိုက်တဲ့ရိုးရတွေကတော့ဒီလူတိုင်းမှာရှိတယ်ပေါ့เนาะကိုယ့်ရဲ့ဒီကိုယ်ခွင့်မှုတွေနဲ့လည်းဆိုင်နေတာလေအဲ့ဒါနဲ့ပတ်သက်ပြီးတော့မီးရိုးနေတာမျိုးရှိလို့ရှင်အဲ့ဒါမျိုးလေးတွေလုပ်သွားပေးဖို့ညွှန်ကြားပေးတာပေါ့เนาะအဲ့လိုမျိုးเนาะအဲ့ဒါမျိုးလေး တင့်ကိုအမှားစကားပါလာတယ်တင့်ကိုညွှန်ကြားပေးလာတယ်ပေါ့နော်အဲတချို့မြန်မာမှာဆိုရှိတယ်ပေါ့နော်အဝဝင်ဝါထွက်မှာဆိုဘယ်လိုမျိုးလုပ်တယ်အဲ့ဒါမျိုးပုံစံလေးတွေပေါ့ဟာတင်တို့နဲ့သက်ဆိုင်တဲ့နော်ဒီရိုးရပေါ့နော်ဘာသာရေးအရာရိုးရနဲ့သက်ဆိုင်တဲ့အရာလေးတွေလုပ်ဖို့လိုအပ်နေတယ်ဆိုလို့ရှိရင်အဲ့ဒါလေးတွေလုပ်ပေးပါတင့်မှာဖိတ်ဆုံးနေတဲ့ကန်တရားတွေပို့ပြီးတော့ပွင့်လန်းလာမယ်တင်ရဲ့အဆောက်ရှောက်တွေနဲ့ပို့ပြီးတော့လည်းအခြေဆက်မိပြီးတော့တင်အတွက်တကယ်ကိုမှန်ကန်တဲ့နော်မှန်ကန်တဲ့အရာတွေကိုလမ်းညွှန်ပြပေးတာတင်ရရှိမယ်ပေါ့နော်အဲ့ဒါမျိုးလေး ဟောနာနောက်တစ်ခုကကြတော့လေတင်မော့နော်တင့်အနီးနားမှာရှိတဲ့လူတွေကို လူတွေအဓိကကတော့တင့်ကိုချစ်တဲ့သူတွေတင့်ကိုချစ်တဲ့လူတွေကိုတင်ကလည်းလေးလေးစားစားပြန်ပြီးဆက်ဆံပေးပါတဲ့။တခါတရံကြရလူဆိုတာကနော်ကိုယ့်ကိုအမြဲတမ်းချစ်တယ်အလိုလိုက်တယ်ဆိုတဲ့လူတွေပေါ်မှာဆိုစိုးတက်ကြတာပေါ့နော်။အဲ့တော့အဲ့ဒါမျိုးမလုပ်ပါနဲ့။တင့်ကိုတကယ်ကိုချစ်တဲ့သူနော်တင့်ပေါ်မှာတကယ်ကိုကောင်းမွန်တဲ့သူတွေကိုတင်မန်းကလည်း respect ပြန်ပြီးတော့ပေးဖို့လိုတယ်။လေးလေးစားစားဆက်ဆံပေးဖို့လိုတယ်။ဒီလူကတော့ကိုယ့်ကိုအမြဲတမ်းချစ်တာပဲပြောချင်တာပြောမယ်လှုပ်ချင်တာလှုပ်မယ်ဆိုပြီးတော့အဲ့ဒါမျိုးမလုပ်ပါနဲ့ပေါ့နော်။အာလေးလေးစားစားဆက်ဆံပါကိုလှုပ်တဲ့အလုပ်တွေပေါ်မှာလည်းတစ္ဆာရှိပါ။ကိုရဲ့အလုပ်ခွင့် င်ထဲမှာပဲဖြစ်စေမိသားစုမှာပဲဖြစ်စေเนาะဟိုကိုထက်ဒီကြီးတဲ့သူတွေကိုပေါ်မှာကျေးဇူးတရားရှိတဲ့သူတွေကိုလေးလေးစားစားဆက်ဆံပေးပါပေါ့เนาะအဲ့ဒါမျိုးလေးကိုလည်းပြောထားတယ်နောက်တစ်ခုကတော့ဒါလည်းဒီလိုပဲ link ဆိုတော့ဆက်ဆံရေးပေါ့เนาะဒီဆက်ဆံရေးခွင်းစားဆက်ဆံရေးပေါ့เนาะဒီကိုရဲ့ဒီအနီးနားပတ်ဝန်းကျင်မှာရှိတဲ့သူတွေအားလုံး ਨੇ ချစ်ချင်းမြတ်တာနဲ့ချိနာမှာပြောရှင်တဲ့သဘောပါလေအကိုရဲ့အနီးနားပတ်ဝန်းကျင်မှာရှိတဲ့သူတွေကိုကိုဘက်ကလည်းကိုကိုသူတို့ချစ်တယ်လို့ကိုဘက်ကလည်းတကယ်ကိုမှန်ကန်တဲ့မြတ်တာတရားကိုပေးမယ်ဆိုလို့ရှိရင်အာချိတ်ဆက်ထားတယ်လို့ပေါ့နော်မြတ်တာခွင့်ဆက်ကြီးချိတ်ဆက်ထားတယ်လို့မျိုးပဲတယောက်နဲ့တယောက်နဲ့ဆက်ဆက်ရေးတွေပို့ပို့ပြီးတော့ခိုင်မာလာမယ်ပြောရှင်တဲ့သဘောကလူတွေနဲ့ပတ်သက်ပြီးတော့အကောင်းမြင်စိတ်တွေ ထားပေးပါပေါ့နော်တခါတည်းကြလို့ရှိရင်အာအလုပ်တစ်ခုမှကိုရီးယားအချိန်လိုက်တယ်ပေါ့နော်ဒီနေ့ဒီချိန်မှာလာပေးပါလို့ပြောတဲ့ချိန်မှာအတနာရီမှာအတိအကျလာရမယ်လို့ကိုကတော့ပြောလိုက်ပေမဲ့ဒီလူက9မိနစ်10မိနစ်လာနောက်ကြတဲ့ခါမှာကိုကအရန်ကြီးစိတ်တူပြီးတော့မတိကျရအောင်လား လာပါတော့အဲ့လိုမျိုးဆိုတော့ဒေါသထွက်မိနေမယ်ဒါပေမဲ့သူ့မှာလည်းသူပြောလာတဲ့အခက်ခဲတွေရှိတယ်ဆိုတော့အဲ့ဒါကိုသင်တို့လေးကနားလည်ပေးဖို့လိုတယ်မေတ္တာဖြစ်ပေါ့နော်ပြောချင်တဲ့ဘက်ကသူလမ်းမှာတစုံတစ်ခုတော့အခက်ခဲစားသင်စီလာဖို့နှောင်းကြတာလားသူ့မှာသူ့ရဲ့မိသားစုနဲ့ပတ်သက်ပြီးတော့ဘာတွေဖြစ်ရှင်းနေရလို့သင်စီလာဖို့နှောင်းကြတာလဲအဲ့ဒါမျိုးလေးတွေပေါ့အဲ့တော့ဒီလူတွေနဲ့ဆက်ဆံပေါင်းတဲ့နေရာမှာ အမြဲတစေမဟုတ်ရင်တော့မှတတ်နိုင်သလောက်တော့မေတ္တာတရားလေးထားပြီးတော့ဆက်ဆံပေးမယ်ဆိုလို့ရှိရင်တင့်နာမှာတကယ်ကိုတင့်ထွက်ကောင်းမွန်တဲ့မှန်ကန်တဲ့လူတွေရှိလို့ရှိရင်ဒီလူတွေနဲ့တင့်တဲ့မေတ္တာဒီဆက်ဆံရေးတွေက928ပဲဖြစ်စေ1500ပဲဖြစ်စေပေါ့နော်ပို့ပြီးတော့ခိုင်မာလာမယ်ပို့ပြီးတော့လည်းခိုင်ငင်းလာမယ်ပေါ့နော်အဲ့ဒါမျိုးလေးကိုလည်းပြောပြထားပေးပါရစေနောက်တစ်ခုကကြတော့ universe ပေါ့နော်ဒီ universe နဲ့ပတ်သက်ပြီးတော့စัจ java ကြီးနဲ့ပတ်သက်ပြီးတော့လည်းဒီ universe မှာတင်တောင်းထားတဲ့အရာတွေများရှိမယ်ဆိုလို့ရှင်ပေါ့နော်ဒီအရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်မကပြောလိုက်သလိုပဲတဲ့အတွက်ပေါ့နော်တကယ်ကို perfect ဖြစ်တဲ့သုံးတူဦးကိုသင်ကမျှော်လင့်နေတာမျိုးဆိုလို့ရှိရင်ပေါ့နော်ဒီလူနဲ့ပတ်သက်ပြီးတော့အချိန်ကာလတစ်ခုထိကြာမယ်ဆိုတော့မှသင်ကစောင့်ရမယ်ဒါကဘာလဲဆိုတော့ universe ရဲ့လမ်းညွှန်ချက်တွေအတိုင်းသွားမှာဖြစ်တယ်ပေါ့နော်ပြောချင်တဲ့သဘောကဘာလဲဆိုတော့ ကိုအတွက်ဒီ right person right time ဆိုတဲ့အချိန်မျိုးမရောက်လာသေးဘူးဆိုလို့ရှင်လေဒါနဲ့ပတ်သက်ပြီးတော့ universe ကိုယုံမှားတန်နေရမှာဖြစ်ပါနဲ့။ဘာကြောင့်လဲဆိုတော့ကိုကတော့တောင်းထားပြီးမယ်။ကိုအတွက်အချိန်မမှန်သေးဘူးဆိုလို့ရှင်ဒီ someone ပေါ့နော်။တစုံတစ်ယောက်ကတော့အချိန်မှန်ကန်တဲ့အချိန်မှာရောက်လာဖို့ဆိုတာကိုကအချိန်တစ်ခုတော့စောင့်အောင်ပါပဲနော်။ မှန်ကန်တဲ့အချိန်မှာမှန်ကန်တဲ့လူတရားနဲ့တွေ့ရဖို့ဆိုတာလည်းဒါကအရန်ကိုကြီးမားတဲ့ဆုလက်တစ်ခုဖြစ်တဲ့အတွက်ဒါကိုကိုကလည်းအချိန်ပြီးပြီးတော့ဆောင်ဖို့လိုတယ်အခုလက်ရှိမှာလည်းကိုလုံရမယ့်အရာတွေမှာပဲဖြစ်ဖြစ်ပဲသို့တော့ဆက်ဆက်ရေးမှာပဲဖြစ်ဖြစ်နော်မမြုံလေးတဲ့အဖြစ်ပြက်လေးတွေများဖြစ်သွားခဲ့တယ်အပြောင်းလဲလေးတွေများဖြစ်သွားခဲ့တယ်ဆိုလို့ရှင်လေအဲ့ဒီအပေါ်မှာဟိုစိတ်ပင်ပန်းပေါ့နော်အရင်ကြီးအာနာကျင်ပြီးတော့အဲ့လိုမျိုးတွေးတောနေတာထက်စားလို့ရှိရင်အာ တတိချစ်ချာလေးကိုစိတ်ကိုစင်ကျင်တုံတရားလေးထည့်ပြီးတော့အဒါကတော့ဖြစ်သည့်ဖြစ်ထိုက်လို့ဖြစ်သွားတာပဲဒါငါလက်ခံရမယ်เนาะငါတက်ပုံမကောင်းမွန်တဲ့အရာတွေရရှိဖို့ဖြစ်လာတာပဲဆိုပြီးတော့เนาะအဲ့ဒါမျိုးလေးကိုဒီကိုစိတ်ကစင်ကျင်စီချင်တယ်ပေါ့เนาะဆုံးဖြတ်စီချင်တယ်เนาะအဲ့ဒါမျိုးပုံစံလေးအာနောက်တစ်ခုကကြတော့ tree အဲဒီမှာလက်သက် temperance ကြတာပေါ့เนาะ temperance temperance ရဲ့ energy ကတင်ကလေတင်မွားကိုเนาะအကောင်းဆုံးအာ ထိမ့်ညှိရင်လည်းသွားဖို့တော့လိုတယ်အဲ့ဒါကဘာလဲဆိုတော့လေကောင်းတာကိုညှော်နေတဲ့သူတွေအဖို့မှာကောင်းတာကိုလုပ်ဖို့လိုတယ်ဗောနော်အကောင်းကိုလိုချင်ကိုကိုယ်တိုင်ကလည်းကောင်းတာလေးတွေလုပ်ဖို့လိုတယ်เนาะအကိုကတော့ပတ်စံနေအများကြီးဝင်ချင်တယ်ဆိုပြီးတော့အလုပ်မကြိုးစားရင်ဒီပတ်စံနေကဝင်လာမှာမဟုတ်ဘူးနော်ကိုကိုတကယ်ကိုချစ်တဲ့ဒီ right person လို့လူမျိုးကိုလိုချင်တယ်ဆိုလို့ရှိရင်ကိုကိုတိုင်းက right ဖြစ်နေဖို့လိုတယ်နော်အာဘယ်လိုပြောမလဲအချစ်ခံမှုကြီးပဲဆိုတာတဲ့ကိုကိုတိုင်းလည်းချစ်ပေးဖို့လိုတယ် နော်ဘယ်သူတော့ဆက်ဆက်ရင်းညို့မှမဆိုကိုကမြတ်တာလို့ချင်းအရင်ဆုံးကိုကမြတ်တာပေးရတယ်နော်အဲ့ဒီသဘောပါပဲဒီမှာလည်းဒီလိုပဲ temperature ရဲ့ energy ရာအစ်စ်မှာရှိတဲ့ဒီစဉ်းစားဆင်ခြင်ဉာဏ်တွေနဲ့ပတ်သက်ပြီးတော့ထိမ့်ညှိပြီးတော့တင်မဝါကိုသွားပါပြီးတဲ့ခါကျလို့ရှင်ဒီနှလုံးသားကြီးရာနဲ့ပတ်သက်ပြီးလို့ရှင်လည်း တင်ကအခု relationship တဲ့မှာရှိတယ်ဆိုလို့ရှင်တင်နဲ့တင်တစ်ဖက်လို့ရဆက်ဆက်ရေးကိုမပြတ်စီရအောင်ဘောနော်လုံးဝမှာတင်မှာတာဝန်ရှိနော်တင်ကိုယ်တိုင်ကတကယ်ကိုမှန်ကန်တဲ့သူကိုမျှော်လင့်တာမျိုးဆိုလို့ရှင်တင်ကိုယ်တိုင်ကလည်းမှန်ကန်ရမယ်ပြီးတော့ဒီလိုဆက်ဆက်ရေးတွေမှာအာဘယ်လိုပြောမလဲနော် negative ပေါ့เนาะအဲ့လိုမျိုးပုံစံတွေတိတ်ပြီးတော့မသွားဘဲနဲ့အကောင်းမြင်ပြီးအကောင်းပြောပြီးเนาะတနေ့တည်းများကိုယ်ဘက်ကကောင်းပြီးတယ်ဆိုလို့ရှိရင် ကိုကတော့အကောင်းပြန်ရမှာပဲဒီကြားထဲမှာမှကိုကောင်းနေ internet ထဲမှာဒီလူကကိုပုံမှာမကောင်းဘူးဆိုလို့ရှိရင်ဒါကိုအတွက်သူမဟုတ်လို့เนาะအချိန်တစ်ခုမှာဒီလူကကိုအနာကနေထွက်သွားရပြီးတော့ကိုအတွက်တကယ်ကိုမှန်ကန်တဲ့သူတူကတော့ရောက်လာအောင်မှာပဲတကယ်ကို perfect ဖြစ်တဲ့ person တယောက်ကတော့ရောက်လာအောင်မှာပဲပေါ့เนาะအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုကအချိန်တော့စောက်ဖို့လိုတယ် pride time in mono တကယ်ကိုကိုအတွက် pride ဖြစ်တဲ့အချိန်ကလည်း ဒီလိုပဲဒါတဲနိုင်ရင်လေးပေါ့နော်ဖြစ်ဖြစ်ချင်းမဲ့သွားတဲ့တဲနိုင်ရင်လေးရဲ့ထုံးစံအတိုင်းလေးအချိန်စောင့်စီချင်တာပေါ့နော်ကျွန်မအဲ့လိုမျိုးလေးမြင်တယ်အဲ့တော့တင်းရဲ့ဒီဘိုးဘေးတွေကတင်းရဲ့နှလုံးသားကြီးရံနဲ့ပတ်သက်ပြီးတော့လဲတဲ့အလောတကြီးပေါ့နော်ဆုံးဖြတ်တာမျိုး เนาะလင်းလင်းမြန်မြန်ကြီးကိုတွက်မှန်ကန်တဲ့လူကိုရချင်တယ်ရချင်တယ်အဲ့လိုပြောတာမျိုးတော့လေအာမဖြစ်စေချင်ဦးနဲ့တူတယ်။ဘာကြောင့်လဲဆိုတော့သင်ဘက်မှာဖြစ်တည်ရမယ့်အရာလေးတွေရှိသေးတယ်ပေါ့နော်အဲ့ဒါမျိုးလေးအာကိုကိုတိုင်းမှာအာကို့မှာဒီ trauma တွေရှိခဲ့ရဆိုရင်ဒါနဲ့ပတ်သက်ပြီးတော့တို့လေးတွေဟင်းနေနေလောက်အောင်မယ်နောက်ပြီးတော့သူတစ်ပါးကိုချစ်ပေးတတ်ဖို့သူတစ်ပါးကိုအကောင်းမြင်တတ်ဖို့နော်ကိုဘွားကိုဟန်ချမ်းကြီးအောင်ဘလို့သွားဖို့ပေါ့နော်အဲ့လိုအရာတွေနဲ့ပတ်သက်ပြီးတော့တို့လေးတွေက အများကြီးကိုကိုကိုအတွက်ကိုဖြည့်ရမယ့်အရာလေးတွေရှိသေးတယ်ပေါ့နော်အဲ့တော့ဒီသဲနိုင်နေလို့ပဲဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းအာအချိန်တစ်ခုထိပေါ့နော်ကိုစောက်သွားရင်စ조사သွားရင်ကိုကိုကိုအတွက်လည်းအကောင်းဆုံးနေဖြစ်အောင်ပြုပြင်ရင်သွားမယ်ဆိုလို့ရှိရင်တချင်ချင်းမှာတင့်တွက်တကယ်ကိုအဲကောင်းမွန်တဲ့သူနဲ့လည်းတွေ့ရမယ်ကောင်းမွန်တော့အရာတွေလည်းတင်းတို့တွေတွေပိုင်ဆိုင်ရမယ်ပေါ့နော်အဲ့ဒါမျိုးလေးပြောချင်တာပြီးတော့ဒီ universe message လည်းပါတဲ့အတွက်ဒီ universe message တွေကတော့ခုနကပြောထားသလိုပဲအာ ကိုအခုလက်ရှိမှာအခက်ခဲတွေနော်အဖြစ်ပြက်တွေပေါ့နော်ကြုံခဲ့ရတယ်ဆိုရင်တော့မှဒီလိုအဖြစ်ပြက်တွေပေါ်မှာအရင်ကြီးမတုံ့နှုတ်သွားပါနဲ့ပုံမကောင်းမွန်တဲ့အရာတွေပိုင်ဆိုင်မှုပုံမအစဉ်ပြေချုံးမွေးတဲ့နေရက်တွေကိုရရှိဖို့ပေါ့နော်အခက်ခဲတွေနဲ့တော့ကြုံရမှာပဲဖြက်ကိုဖြတ်ကျော်ရမှာပဲဒါတွေကိုအကောင်းဆုံးစိတ်နဲ့ဖြတ်ကျော်ပါနော်ကိုယ်မှာရှိတဲ့အသိဉာဏ်ပေါ့နော်ဒီ collective reading ကိုလာကြည့်တဲ့သူလေးတွေတော်တော်များများလဲ the high priest energy လိုမျိုးပေါ့နော်ညံကောင်းတယ်စင်ကျင်တုံတရားလည်းကောင်းတဲ့အတွက်တင်းတို့ရဲ့ဒီကောင်းတဲ့ညံလေးတွေနဲ့ပဲတင်းတို့ဘဝကိုအကောင်းဆုံးချုပ်ကန်သွားထိမ့်ညှိသွားရင်လည်းပဲဖြတ်တမ်းမှာပေါ့နော်အခုလက်ရှိမှာလည်းတင်းတို့အတွက်လည်းဒီ mirror ကြီးကညွန်ပြပေးနေပါတယ်ဘာလေးတွေလိုအပ်လဲဆိုတော့ညွန်ပြပေးနေတယ်ပေါ့နော်အဓိကကတော့လူတွေကိုမေတ္တာတရားနဲ့ဆက်ဆံပြီး ကိုကိုတကယ်ချစ်တဲ့သူတွေပေါ်မှာကိုကလည်းတကယ်ကို respect ရှိရှိနေပေါ့နော်အလေးလေးစားစားနဲ့ပြန်ပြီးဆက်ဆက်ပြီးလူနေနဲ့ဆက်ဆက်ရေးမှာနည်းနည်းတင်လို့အတွက်လိုအပ်နေတဲ့အချက်လေးတွေရှိတယ်လို့မေတော်ကြီးကပြောတာပေါ့နော်ကျမအဲ့လိုမျိုးလေးခံစားရတယ်အတင်ကလေတင့်အနာမှာတင့်ကိုပတ်မိုးတဲ့လူတွေရှိတယ်နော်အဲ့လိုမျိုးရှိတယ်ဒါပေမဲ့လည်းတင်ပန်းကားနေပြန်ပြီးတော့ဒီလူတွေနဲ့ဆက်ဆက်ရေးတခုကိုခိုင်မြဲအောင်เนาะရေရှည်ထိသွားလို့ရအောင်တဲ့ မဆန်းဆောင်နိုင်လေးပေါ့နော်ကျွန်မအဲ့ဒါမျိုးထင်တယ်အဲ့ဒါကလည်းတချို့လေးတွေဆိုရင်ဒီ collective reading ကိုလာကြည့်တဲ့တချို့လေးတွေကအနေအေးတာနော်စကားပြောဆိုနေတာအနေအေးတာအဲ့ဒီကကြတော့ကိုဒီလူတွေကကိုပေါ်ကောင်းတယ်ကိုကလည်းတကယ်ကိုချစ်ပေမဲ့တယ်သူတို့နဲ့ဆက်ဆံရေးမှာ ကိုကအေးတဲ့ခါကျတော့ပြောတဲ့တဲ့အရာမပြောဖြစ်ဘူးเนาะအဲ့လိုမျိုးပေါ့ဒီသူတို့နဲ့ပတ်သက်ပြီးတော့ကိုရဲ့ဆက်ဆံရေးမှာနည်းနည်းနှောင့်နေသွားတဲ့အရာလေးတွေရှိနေတယ်ပေါ့เนาะကျွန်မအဲ့လိုမျိုးလေးခံစားမိနေတယ်အကြံဉာဏ်ခေါင်းတွေကိုလူသားကကိုကိုပေးမှာမဟုတ်ကိုကိုတကယ်ကိုချစ်တဲ့သူတွေမှသာပေးမှာပေါ့เนาะသင်တို့လေးတွေကလက်ခံပြီးတော့ ဘဝကိုအကောင်းဆုံးပေါ့နော်အဆင်ပြေအောင်ထိညင်းနေသွားပါဒီ universe ကတော့တင့်တွက်မှန်ကန်တဲ့အရာတွေကိုပေးဖို့ရှိပါတယ်ဒါမှမဟုတ်တို့နေတဲ့အချိန်ဆောင်ရမယ်ပေါ့နော်အချိန်တစ်ခုတော့ဆောင်ရမယ်ဒီဆောင်နေတဲ့အချိန်မှာလည်းဒီတိုင်းနေနေတာထက်ဆောင်လို့ရှိရင်အဲကိုယ်မှာလိုအပ်နေတဲ့သူတစ်ပါးကိုချစ်ဖို့စိတ်တွေချစ်တတ်ရအောင်ကိုယ့်ကိုယ်ကိုပြန်ပြီးတော့တင်ရမယ်ကိုယ်မှာဒဏ်ရာအနာတရားစိတ်ဒဏ်ရာတွေနဲ့ပတ်သက်ပြီးတော့ရှိနေလို့ရှင်လေပြန်ပြီးတော့ကိုယ်စိတ်ကိုပြန်လဲပြီးတော့ကုသရမယ်ပေါ့နော်အဲ ကျမလေဒီ tarot reading ပေါ့နော် tarot reading ကိုလုပ်ပြီးတဲ့ဈေးမှာတော်တော်များများတချို့အချက်လေးတွေဆိုလို့ရှိရင် healing ပေါ့နော်အဲ့လိုမျိုးလေးတွေပုံစံလေးတွေကျမသွားပေးတယ်။ဘာကြောင့်လဲဆိုတော့လူတွေကလေစိတ်ပင်ပန်းနဲ့စိတ်ဒဏ်ရာတွေနဲ့ပေါ့နော်တော်တော်များများမှာရှိကြတယ်။ရှိကြတဲ့ခါကျတော့ဒီလို reading လေးတွေကိုလာပြီးတော့ကြည့်တဲ့ချိန်မှာအာသူတို့ရဲ့ဒီတန်ရာလေးတွေပေါ့နော်အနေချင်းတတစီချင်းနဲ့ဆန္ဒကျမမှာရှိရယ်နော်စေတနာကျမမှာရှိရယ်အဲ့ဒါကြောင့်မို့ကျမကဒီလိုမျိုးလေးတွေပြောပေးတာပေါ့နော်ကျမတို့ကိုယ်တိုင်လည်း trauma တွေရှိရယ် နော် trauma ရရှိတယ်ဒါပေမဲ့လည်းဒီလိုအရာကသူများလာပြီးကုသတာထက်ဆာလို့ရှိရင်ကိုကုကိုပြန်ပြီးတော့ကုသတာပို့ပြီးတော့ထိရတယ်နော်အဲတခြားလူတွေကတော့အချက်ညာလောက်ပဲပြီးနိုင်မယ်ကိုက ကိုကိုရလုံးမဖြစ်မှာဥပမာကိုကနေမကောင်းဘူးစေကန်းသွားရင်ဆရာဝါတော့ဆေးကိုပေးလိုက်တာပဲဒါပေမဲ့ဒီဆေးကိုမှကိုမတောက်ဘူးဆိုရင်ကိုတက်တာမှမဟုတ်ဘူးအခုလည်းဒီလိုပဲကျမတို့ကတော့ဒီ thyroid reader တွေဖြစ်တဲ့အတွက် reading လေးတွေမှာပေါ့နော်ဒီလိုကောင်းမွန်တဲ့ energy လေးတွေပေးတယ်ပြီးလို့ရှိရင် multi ဖြစ်စေတဲ့စကလုံးလေးတွေပြောပေးတယ်နော် healing ပေါ့နော် healing အတွက်လည်းတင်အဆင်ပြေရအောင်တင်ရစိတ်ဒဏ်ရာလေးတွေပေါ့နော်တက်တာရအောင်ဆိုပြီးတော့ဒီလိုစကလုံးလေးတွေနဲ့ပြောပြပေးပြီးမယ်လေ ဒါကိုသင်ကနားထောင်ညုံပဲနားထောင်ပြီးတော့ကိုကိုကိုတော့ဘာမှပြန်ပြီးတော့ပြန်လည်းမကုတ်တာဘူးဆိုရင်ကိုရဲ့ဒီကိုတွင်းထဲမှာရှိတဲ့စိတ်ထဲမှာရှိနေတဲ့ခံစားချက်ဒဏ်ရာတွေကတတ်တာမှာမဟုတ်ဘူးအဲ့တော့ဒီလိုရီဒါတွေပြောတဲ့ဒီလိုကိုကိုကောင်းစေချင်တဲ့အရာတွေကိုလည်းနားထောင်ပါเนาะပြီးလို့ရှိရင်ကိုကိုတိုင်းအတွက်လည်း ဟိုပြန်လဲပြီးတော့ပြင်ဆင်မှာเนาะကိုကိုကိုလည်းပြန်လဲကုသပေးပါပေါ့เนาะအဲ့လိုမျိုးလေးပြောချင်တယ်အဲ့လိုမျိုးတော့လုံလိုက်မယ်ဆိုလို့ရှင်လူတိုင်းလူတိုင်းเนาะကိုစိတ်တွေကဒဏ်ရာလေးတွေအကုန်လုံးအကုန်စင်မဟုတ်ရင်တော့မှအ ਨੇ အကျဉ်းတော့တတ်တာသွားလိုက်မယ်ဘဝကိုဖြတ်သွားတဲ့ဖြတ်တန်းတဲ့နေရာမှာအနည်းနည်းတော့ပေါ့ပါမယ်ပေါ့เนาะပေါ့ပါလာလိမ့်မယ်နော်စိတ်ကလေးတွေကြည်လာလိုက်မယ်လို့ကျွန်မယုံကြည်တယ်ပေါ့နော်ကျွန်မကတချို့ဆိုခွန်မှတ်လေးတွေမှာလာရည်တယ်အားတက်ရပါတယ်နော်စိတ်တွေစိတ်တွေတဖန်ပြန်လဲပြီးတော့ပေါ့နော်တို့အားအင်အစ် ဖြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုးပုံစံလေးတွေပြောလာလို့ရှိရင်ဒီမှာအရန်ကိုကျင့်တတ်တယ်ပေါ့နော်ဒီမှာဖြစ်စေချင်တဲ့ဆန္ဒတွေပြည့်မြောက်သွားတယ်လို့ခံစားရတယ်ပေါ့နော်အဲ့လိုမျိုးလေးပါအဲ့တော့ဒီနေ့ collective reading မှာလည်းဒီလိုပဲတင်တို့နေ့ရဲ့ဘိုးဘေးအဆောက်အအုံကတင်တို့မှာလိုအပ်နေတဲ့အရာကလူတွေကိုချစ်ပေးဖို့ကိုယ်မှာရှိတဲ့ဒဏ်ရာတွေကိုကိုကိုယ်တိုင်ပြန်လဲကုသဖို့ပြီးလို့ရှိရင်ကိုလိုချင်တဲ့အရာတွေအတွက်ကိုအချိန်ကိုစောက်ဖို့နော်အဲ့လိုမျိုးလေးတွေကိုတင်ကိုအမှားစကားပါတာဖြစ်တဲ့အတွက်ဒီအချက်လေးတွေကိုတင်ကနားထောင်ရင်လိုက်လေလောက်ပါပေါ့နော်အဲ့လိုမျိုးလေးပြောချင်ပါတယ်မှတ်ချင်ပါတယ်အဲ့တော့ collective reading လေးကပြီး ပါပြီဒီ energy ကတင့်ရဲ့ energy လို့ယူဆလို့ရှိရင်ဒီ reading ကတင့်အတွက်ပါเนาะအဲ့တော့တင်တို့လေးတွေကောင်းမွန်တဲ့ energy တွေရရှိပြီးတော့ဘဝကိုအကောင်းဆုံးဖြတ်ကျော်ရင်းနဲ့ကိုလိုချင်တဲ့အရာတွေအားလုံးကိုရရှိပန်းဆိုင်ပါစေလို့ဒီညကနေဆုတောင်းပေးလိုက်ပါတယ်เนาะနောက်ထပ် reading တွေမှာပြန်လည်ဆုံတွေ့ကြမယ်เนาะ